ားလုံးပဲမင်္ဂလာပါရှင်။သိန်းသန်းကိုချစ်တော့သိန်းသန်းမှချစ်ရတော့ချွေမျိုးတွေအားလုံးမင်္ဂလာပါရှင်။ဒီမှာဒီဗီဒီယိုလေးမှာ message လေးတစ်ခုပေးချင်တာမို့လို့အဆုံးထိကြည့်ပေးသွားဖို့အတွက်မေတ္တာရက်ခံချင်ပါတယ်ရှင်။ဒီမှာတို့သိန်းသန်းစင်ချွေရနာဆိုင်ကို2008ခုနှစ်ကလေးကပေါ့နော်တန်ရွဲမှာဖွင့်နေခဲ့တာအခုဆိုလို့ရှိရင်တော့အာ16နှစ်ပြည့်သွားပြီပေါ့နော်။ဒီ16နှစ်တာကာလအတော်အတွင်းမှာသိန်းသန်းကိုအားပေးခဲ့ကြတဲ့ချွေမျိုးတွေ customer တွေအားလုံးကိုအထူးပဲကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ရှင်။ ပြီးခဲ့တဲ့2024ခုနှစ်တုန်းကပေါ့နော်အကြောင်းမျိုးမျိုးကြောင့်မလို့တန်ရွှဲရနေပြီးတော့ရန်ကုန်ကိုပြောင်းရွှေ့ပြီးတော့ဖွင့်နေခဲ့ရတယ်ပေါ့နော်ရောက်လာခဲ့တယ်ပေါ့နော်အဲ့လိုမျိုးအခက်အခဲတွေကြားထဲမှာဒီတိန်တန်းစင်ကြယ်ရလာဆိုင်ကိုပြန်လဲပြီးတော့ဖွင့်နေရတဲ့ရည်ရွယ်ချက်ရှိရပေါ့နော်ပြီးလာခဲ့ပြီးရခါကျတော့အခက်အခဲပေါင်းအများကြီးပဲပေါ့နော်ကြုံတွေ့ပြီးရခါနေရာတစ်ခုမှာရက်တည်ရခါမှာဒီမှာဒီဆိုင်လေးကိုဖွင့်ဖြစ်တဲ့ပြန်ဖွင့်ဖြစ်ရတဲ့အကြောင်းပေါ့နော်အဓိကဘာလဲဆိုတော့ဒီမှာ ော့တိမ့်တန်းကိုအားပေးခဲ့ကြရင်ပါပေးခဲ့တဲ့မိတ်ဆွေတွေရှိရဲဆွေမျိုးတွေရှိရဲအဲ့ဓာတွေကိုပြန်ပြီးတော့ဟိုအကောင်းဆုံးပြန်လဲပြီးတော့ support လုပ်ပေးနိုင်မှုရွယ်ချက်တစ်ခုနေနဲ့ဆိုင်ကနေပြီးတော့မှဝန်ဆောင်မှုတွေပေးနေကြရဲမောင်လေးတွေညီမလေးတွေရဲ့အလုပ်ကိုင်းလေးတွေအတွက်ပေါ့နော်ဒီရွယ်ချက်နဲ့ဒီဆိုင်ကိုပြန်ပြီးတော့ဖွင့်ပြခဲ့တာပေါ့နော်အဲ့ဒါဖွင့်ခဲ့တာဆိုလို့ရှိရင်အခုလာမယ့်ပေါ့နော်ဂျွန်လာ ဖေဖော်ဝါရီလ14ရက်နေ့ကနေပြီးတော့စပြီးတော့ဖွင့်တာပေါ့နော်အခုလာမဲ့ဂျွန်လ14ရက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဒေးလာပြေဝါရီပေါ့နော်အမှဘာလေးတွေ့ရလဲဆိုတဲ့အခါကျတော့အခု data လေးတွေပြန်ကြည့်ရပေါ့နော်ပြန်ကြည့်ရခါကျတော့အာအမေးများတာပေါ့နော်ဘယ်လိုမျိုးလေးအမေးကြလဲဆိုတဲ့အခါကျတော့နေရဆိုင်လေးတွေကအခုရန်ကုန်မှာပြန်ဖွင့်တဲ့အခါကျတော့တချို့ဆိုင်လေးတွေကဖွင့်နေတချို့ဆိုလည်းမဖွင့်ကြဘူးပေါ့နော်အကြောင်းမျိုးမျိုးကြောင့်မဖွင့်ကြတဲ့ ညာတော့ပစ္စည်းလေးတွေ၊နေရာပစ္စည်းလေးတွေဟာကြောင်းမှုအခက်အခဲဖြစ်နေရလေးတွေရှိရပေါ့နော်။အဲ့ခါကြတဲ့ခါကြတော့ဒီမှာဒီနေရာလေးကနေ message တွေပေးခြင်းတဲ့တခုကကြတော့နေမှာဝယ်ထားပြီးတော့ပေါ့နော်။အကြောင်းအမျိုးမျိုးကြောင့်ရောင်းချဖို့ခက်ခဲနေရဆိုလို့ရှိရင်ဒီမှာတော့တိတ်တဆိုင်မှာလာပြီးတော့ရောင်းချလို့ရပါရဲ့ဆိုတဲ့အကြောင်းလေးကို message လေးတခုပေးခြင်းပါတယ်။အော်နောက်ထပ်ပေါ့နော်တည်င်းတစ်ခုอ่ะပေါ့ဒီဂျွန်လာ14ရက်ကနေပြီးတော့ဂျွန်လာ30အတောတွင်မှာဝယ်ယူထားတဲ့ဟိုပေါ့နော်လာဝယ်ကြတဲ့လူတွေပေါ့နော်ဆယ်သိန်းပ ဖို့ပြတာနဲ့ပြတာလက်ဆောင်အနေနဲ့ကျွန်တော်တို့ပြန်လုပ်ပေးသွားဖို့အစီအစဉ်လေးလည်းရှိပါတယ်ပြီးတော့တစ်ချိန်တည်းမှာပဲဟောဒီလူမျိုးလာရောက်ရောင်းချတဲ့ဒီလေးတွေကျွန်တော်တို့တင်းတန်းဆိုင်ရောက်ဝယ်ထားရပဲဖြစ်ဖြစ်အပြင်ကဝယ်ပြီးတော့ဟောဝယ်ထားရပဲဖြစ်ဖြစ်ပေါ့နော်လာရောက်ရောင်းချပေးရဆိုလို့ရှိရင်လည်းတင်း30ဖို့ပြတာနဲ့အခြားပေါ့နော်လက်ဆောင်လေးဒီလိုမျိုးကန်ဆယ်မဲ့လေးတွေလုပ်ပေးသွားဖို့ရှိရအကြောင်းတတိယအောင်ပါချင်ပါတယ်အဲဒါကြောင့်လာမယ့်ဇွန်လ14ရက်ကနေပြီးတော့ရက်30အတောအတွင်းမှာပြုလုပ်မယ့် ်လေးလပြည့်အထိမ်းမှတ်ပွဲဒီမှာပါဝင်အားပေးကြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။